တရုတ်ဆောင်ရည်ရည်ပွင့်ဖြူရဲ့မိခင်ဖြစ်သူထော်ခင်တန်းဝင်းကိုလွန်ခဲ့တဲ့နှစ်ရက်လောက်ခဲကတည်ဆုံနေတယ်လို့ပြောခဲ့သူဟာသူမမင်းပြောဆိုခဲ့မိတာဖြစ်ကြောင့်ပြန်လည်ဝင်ချတောင်းပန်လာခဲ့မင်္ဂလာပါပရိသတ်ကြီးဇပိုးဆက်ရန်ဝါရင်တရုတ်ဆောင်တယောက်လည်းဖြစ်တယ်လို့တရုတ်ဆောင်ရည်ရည်ပွင့်ဖြူရဲ့မိခင်လည်းဖြစ်တယ်ဇပိုးတရုတ်ဆောင်ထော်ခင်တန်းဝင်းဟာမနေ့ကမေလ24ရက်နေ့မနက်7:00နာရီဝန်းကျင်မှာကွဲလွန်သွားတယ်လို့တရုတ်ဆောင်ရည်ရည်ပွင့်ဖြူကသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေညနေပိုင်းမှာအတည်ပြုလာခဲ့တာဖြစ်ပါတယ် ထိုဝချင်ရဲ့အတွင်းမှာပဲရီရီပွင့်ဖြူရဲ့မိခင်ဖြစ်သူဒေါခင်တန်ဝင်းဟာတိုက်ခန်းမှာတယောက်တည်းနေထိုင်သူဖြစ်ပြီးသေဆုံးနေတာကိုမိသားစုဝင်တွေကမသိရှိပဲအခန်းထဲကအနမ်းထွက်လာမှပဝင်းကျင်ကတီးပြီးတော့ဒေါခင်တန်ဝင်းရဲ့ရုပ်အလောင်းကိုတည်ယူသွားရတာဖြစ်တယ်လို့လူမှုကွန်ရက်စာမျက်နှာမှာတရုတ်ဆောင်ဒေါခင်တန်ဝင်းရဲ့တိုက်ခန်းအနီးမှာနေထိုင်သူအမျိုးသမီးကသူမရဲ့ကိုယ်ပိုင်အကောင့်ကနေပြောကြားလိုက်တာပဲဖြစ်ပါတယ် ဒီကနေ့မှာတော့တရုတ်ဆောင်ရီရီပွင့်ဖြူရဲ့မိခင်ဒေါခင်တန်ဝင်းတည်ဆုံမှုနဲ့ပတ်သက်ပြီးလွန်ခဲ့တဲ့နှစ်ရက်လောက်ခေတ်ကတည်တယ်လို့ယူဆပြီးအနမ်းထွက်တယ်ဘာညာလို့ပြောမိခဲ့တဲ့သူကသူမောင်ရင်းပြောဆိုခဲ့မိတာသာဖြစ်ကြောင်းတောင်းပန်ခဲ့တာလည်းဖြစ်ပါတယ်။အမေဒေါခင်တန်ဝင်းနဲ့တလန်းနဲ့နေသူ အမားကတင်ထားတာကိုကြည့်ပြီးလွန်ခဲ့တဲ့နှစ်ရလောက်ကမှ အနမ်းထွက်တဲ့ဘာညာနဲ့ခံမှန်းပြောခဲ့မိကြောင်းနောက်ပိုင်းအဆိုပါအမားကပြန်ဖြတ်သွားတဲ့အတွက်သူ့ကိုမေးကြည့်တော့မတင်ချပဲတင်ပြီးလို့ပြန်ဖြတ်လိုက်တာလို့သိလိုက်ရကြောင်း အဲ့ဒီအခါမှာသူလဲမားပြီဆိုတာတည်တည်ချင်းသူ့ရဲ့ဗီဒီယိုကိုဖျက်လိုက်ပါကြောင်းဆိုပြီးပြောခဲ့တာပဲဖြစ်ပါတယ်။ဒါအပြင်ဒေါခင်တန်ဝင်းသေဆုံးမှုနဲ့ပတ်သက်ပြီးစိန်ဖြိုးလိုင်းကိုဆက်သွယ်ပြီးမေးမြန်းခဲ့တဲ့အခါမှာတော့အန်တီဒေါခင်တန်ဝင်းဟာမေလ24ရက်နေ့မနေ့အစောမှာဆုံးလာလို့သိလိုက်ရပြီးသူမောင်ရင်းပြောမိတာတွေအတက်စိန်ဖြိုးလိုင်းကိုလည်းတောင်းပန်ခဲ့ပါကြောင်းပြောပြထားတာပဲဖြစ်ပါတယ်။ သူကအခုဆိုရင်လေစိန်ပြိုးလိုက်တဲ့ရည်ရည်ပွင့်ဖြူကိုသူ့ရဲ့အမအတွက်တောင်းပန်ကြောင်းလူမှုကွန်ရက်စာမျက်နှာကနေတက်စင်တရားဝင်ပြောကြားလာခဲ့တာပဲဖြစ်ပါတယ်။